မင်္ဂလာပါကိုကိန်းချက်စီ TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေချက်စီနဲ့ပတ်သက်တဲ့သတင်းကြောင်းအချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Team Talk ကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Chelsea က Club Team တော်တော်များစိတ်ဝင်စားနေတဲ့ Crystal Palace အသင်းရဲ့ကွင်းလယ်လူ Adam Wardan ကိုလည်းခေါ်ဖို့အတွက်စိတ်ဝင်စားလာပြန်တယ်လို့သိရပါတယ်။ ဒါပေမဲ့အဒမ်မော်ဒန်ကိုခေါ်ယူရင်ကြောက်ရွံ့ကြီးအများကြီးပေးရမှုရှိတယ်ပဲလစ်ကအနည်းဆုံးပေါင်တန်း80နဲ့ကမ်းလန်းမှုလိုအပ်တယ်လို့ဖော်ပြထားပါတယ်ဆိုတော့အဒမ်မော်ဒန်ကခေါ်ယူတဲ့ကစားသမားဗျအရန်ကောင်းတယ်ဘလက်ဘန်းမာတွေကအဒမ်မော်ဒန်ကိုကျွန်တော်တို့သိခဲ့တာဘာကြောင့်မြန်အဲ့ချိန်ကလာတော့မခေါ်တာတော့အခုပဲလစ်ရောက်ပြီးအမြင့်ပြန်တဲ့အချိန်ကြမှာအသင်းတိုင်းကစိတ်ဝင်စားလာတဲ့အခါ ပေါင်တန်း80ဆိုတာအနည်းဆုံးတောင်းပါပေါ့အသက်ကလည်းငငယ်လေးလေဗျာ22နှစ်ပဲရှိသေးတယ်အင်္ဂလန်သားဖြစ်လို့မယုံကြည်ရတာတပိုင်းဆိုပေမဲ့ဒီဘဲလေးရဲ့ကစားပုံကစားပေါက်ကအင်္ဂလန်စတိုင်တော့မဟုတ်ဘူးလုံးဝ vision အပြည့်နဲ့ deep နေရာမှာငိမ့်နေရာပဲဘောလုံးလမ်းကြောင်းခွဲဝေပေးတာဒါအပြင် retain လုပ်တာအရင်ကောက်တယ်ဘောလုံး retain လုပ်တာကအသင်းဟန်ချက်အတွက်အရင်ရေးပါတယ်နော် retain ဆိုဘောလုံးကိုထိန်းတာဘောလုံးထိန်းတယ်ဆိုတာထင်တယ်လို့မလွယ်ဘူးနော်ဘရိုအပြိုင်ဘက်အသင်းက ဖိအားပေးလာတဲ့အခြေအနေမျိုးမှာအဲ့ဘောလုံးထိမ့်သိမ်းမှုကနေဘောလုံးပေးလိုက်ရရင်ဂိုးတွေပေးရဖို့ရှိတယ်တိုးတော့အဂျမ်ဝါဒန်တို့ကအဲ့ဒီအပိုင်းတွေမှာညက်တယ်တဖက်အသင်ကစားသမားတွေဘလို့အခြေအနေမှာ press လာမလဲသူဘောလုံးကိုဘလောက်အတိုင်းတားဒီထိမ့်သိမ်းထားရမလဲဘလို့မျိုးအသင်ရဲ့ကစားကွက်ကိုပြန်လဲပုံဖော်ဖန်တီးပေးရမလဲဝါဒန်တို့တိတ်ကိုကျွမ်းကျင်ပါအဲ့တော့ကြောင့်အဂျမ်ဝါဒန်ကိုအခုနောက်ပိုင်းနီးပြူအပိုင်းတွေမှာအသုံးချခြင်းတဲ့အတွက်အသင်အတိုင်းကစိတ်ဝင်စားလာတာလည်းဖြစ်ပါတယ်ကျွန်တော်တော့ဝါဒန်ကို ျွန်တော်ချယ်စီသဘောကျလာတဲ့အပေါ်မှာဝမ်းသာတယ်။သို့ပေမဲ့လက်တွေ့ခေါ်ယူရတော့ထင်သလောက်မလွယ်သလိုဦးစားပေးခေါ်ယူရမယ်နေရာတနေရာတော့လည်းမဟုတ်ဘူး။ဘလိုမျိုးပြောင်းလဲတွေလုပ်မယ်မှန်းတော့ကျွန်တော်တို့အတိအကျမသိဘူးပေါ့ဗျာ။ထားပါတော့ကျွန်တော်တို့ကွင်းလေမှာ level ရာကိုပြန်ရောင်းပါလား။ဒါမို့ Andre Santos ကိုပဲရောင်းပလိုက်မလား။စသဖြင့်တော့အများကြီးရှိတယ်ပေါ့။ level ရာဆိုရင်ကစားသမားကောင်းအထံမွာတန်တက်ကိုပို့ပြီးတော့နာမည်ကြီးတယ်။တကယ်တည်းလဲဝါတန်တက်ပို့ကောင်းလာနိုင်တဲ့ကစားသမားခွန်အားပြည့်နဲ့စော့နေပေးပေမဲ့ကျွန်တော်တို့သူ့ကို ဘယ်လိုယုံကြည်ရမလဲအသက်ငယ်နေတာတပိုင်းပြအသက်လေးကတော့ငငယ်လေးရှိတယ်အားနေရနေဒဏ်ရနေတယ်ပြီးခဲ့တဲ့ဘောလုံးရာသီကလည်းဘာမှမကစားနိုင်ဘူးစခေါ်တဲ့ရာသီတုန်းကလည်းဒဏ်ရာကြောင့်နားရတယ်ဒီနှစ်ဘောလုံးရာသီမှာလည်းဘာဖြစ်မှန်းမသိဘူးအဲ့ဒါကြောင့်အဒမ်ဘွာတန်လိုပလေယာမျိုးကိုခေါ်ယူပြီးတော့ level ရောက်ရောင်းလိုက်တဲ့ပုံစံမျိုးပတ်စံအနေငယ်စိုက်ပြီးတော့ခေါ်လိုက်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်ကတော့ပွင့်လေပြောရင်အဒမ်ဘွာတန်ရောက်လာရင်ကိုက်စီရိုရဲ့လုံအားနှုံးတွေကရှေ့ထိတဆင့်ပုံမြင့်လာလိမ့်မယ်ကိုက်စီရိုပုံပြောင်းတင်တယ် ဘယ်လိုမျိုးပုံပြောင်းသင့်လဲဆိုတော့ကျွန်တော်ကတော့အန်ဂိုလိုကွန်တေလိုမျိုးဖြစ်စေခြင်းတယ်ကွန်တေကအရင်တော့လက်စတာမှာကစားတဲ့အချိန် drink water နဲ့ double pivot ပုံစံစော့တာဗျသူ့ရဲ့လုံအားလုံးကိုနံပါတ်6နေရာမှာပဲတွေ့ခဲ့တာသို့တော့ Chelsea ရောက်လာတဲ့အချိန်ကွန်တေကို10တို့10တို့ပို့ပလိုက်တဲ့အခါမှာရှေ့ကကစားသမားတွေကနေရာလွတ်တွေပို့ရလာတယ်ကွန်တေကြောင့်သိမလားဂိုးသွင်းခွင့်တွေလွယ်လွယ်ကူကူဖြစ်လာတယ်ဒါရီဒီကွန်တေရဲ့လုံအားလုံးကြောင့် ကျွန်တော်ဒီဘက်ဘာကြောင့်ထည့်ပြောနေသလဲဆိုတော့ကိုင်စရုရဲ့လှုပ်အားနှောင်းကလည်းကွန်တေလောက်မကောင်းရင်တော့မကွန်တေနီနီလောက်ရှိတယ်ဘောလုံးပညာချင်းကွန်တေအထက်ကျန်းတဲ့ဘာညာပြောနေတာမဟုတ်ဘူးเนาะလှုပ်အားနှောင်းကိုပဲကျွန်တော်အဓိကပြောပြတာအဲ့ဒါကြောင့်ဒါဝါဒန်နိုလို့ပလေယာမျိုးသားခေါ်ပလိုက်ကိုင်စီရိုနဲ့အန်ဆိုရှေ့တင်ဒါမှမဟုတ်လေကိုင်စီရိုနဲ့ကိုပါမာကိုထားလိုက်ကျွန်တော်တို့ရှေ့တန်းတိုက်စစ်အတွက်အများကြီးအထောက်ကူပြုတယ်ဆိုတော့ခေါ်ဖို့ခက်ခဲတယ်ဆိုတာလက်ခံတယ်ဒါမဲ့ဝါဒန်လိုပလေယာမျိုးကနောက်တန်းကစားသမားတွေကိုခေါ်ယူပြီးရင်ဦးသားပေးနေနဲ့ခေါ်တင်တဲ့ကစားသမားဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့ senior torcher စီမှာမောင်ငါ6အိုင်ဘက်ခွန်19နဲ့ငါသလုံးမစ်တိုကို member တဲ့အပူစုကြီး unit ဖြစ်အပူစုကြီးတွေနဲ့တပတ်နှစ်ချိန်ကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဗမာမက်3698938380 380မှာဆက်သွယ်ဆောင်ကမေးမြန်းလို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကလည်း team talk ကနေပဲပေါ်ပြထားတဲ့သတင်းဖြစ်ပါတယ် Chelsea ဟာ Real Madrid ရဲ့စိတ်ဝင်စားမှုကိုရှောင်ရှားနိုင်ဖို့အတွက်လက်ရှိ Chelsea အသင်းကွင်းလေမှာမရှိမဖြစ်ကစားသမားတယောက်အဖြစ်နဲ့ခြေသွမ်းပြနေတဲ့ မွိုင်းဆက်စကိုင်စီတို့ကိုစာချုပ်တက်တန်းတူတရက်ချုပ်ဆိုပြီးချိမိမှုလုပ်သွားမယ်လို့သိရပါတယ်။ကိုင်စီတို့သည်စာချုပ်တက်တန်းအရှိကြံသေးရဲ2031မှာကုန်ပါဗျ။ဒါမှမဲ့လေကိုင်စီတို့ရဲ့အသိပ္ပံမှာပေးဆက်မှုတွေကိုသဘောကျတဲ့အနေနဲ့သူ့ရဲ့လောက်ခပမာဏကိုတိုးပြီးတော့ renew contract ပြန်လုပ်မယ်သဘောမျိုးပေါ့ဗျာ။လုံးလို့ရပါတယ်ဘာမှမဖြစ်ပါဘူးအခု2031ကနေသူ့ရဲ့ကစားသမားဘဝတက်တန်းကွန်ဆုံးချိန်ထိ2033လောက်ထိတိုးလိုက်မယ် ်ပြီးွားရင်လက်ရှိရနေတဲ့လောက်ခပမာဏတပတ်ပေါင်တသိန်းခွဲလောက်ကနေပေါင်နှစ်သိန်းလောက်တိုးပေးလိုက်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်ကတိုးပေးတင်တယ်လို့တော့ထင်တယ်ကိုင်စတို့ဒီအသင်းရဲ့လုံးဝမရှိမဖြစ်ကစားသမားတယောက်ဖြစ်လာတယ်အန်โซဖာနန်ဒက်စ်တက်ကိုကျွန်တော်ကပူသဘောကျတယ်ဗျာအဲ့တော့ကြောင့် Moses Caicedo ကို renew contract Chelsea တင်လုပ်မဲ့ကိစ္စရဲ့အပေါ်မှာကြိုးစားပါကြောင်းသုံးသပ်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ